အားလုံးမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လဲပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့မနေ့ကင်းလေးဖြစ်ပါစလို့ဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒါဒီနေ့အေးပေါ့မနေ့ညကလေးကဖြစ်နေတဲ့ပြဿနာပေါင်း16000ရယ်ဒီနေ့မနေ့မှာတွေ့လိုက်ရတဲ့သတင်းတွေနဲ့ပတ်သက် ပြီးတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းနေတဲ့အခြေအနေတစ်ခုကို Tottenham Hotspur တင်ရောက်နေခဲ့တယ် ပြောချင်တာပဲအမှန်တမ်းပြောရမယ်ကိုရီဆိုအခုချိန်မှာတကယ်ကိုပြောရွှင်ပြီးတော့လာမယ့်နေရာဒီမှာဝင်ပြီးတော့ဒီနေရာမှာပဲကစားသမားတွေကိုဘလူးခေါ်မလဲဆိုတဲ့ပုံစံမျိုးကိုတော်တော်လေးကိုအလုပ်လုပ်နေရမှာဖြစ်တယ်ပြောချင်တာဒါကုနာပြောလို့နီးပြဟောင်းမဖြစ်နီးပြသစ်ပဲဖြစ်တခုခုကျွန်တော်တို့လုပ်နေရမှာဖြစ်တယ်ဒါပေမဲ့ဒေါတာဟော့စပါသစ်နေအခုလက်ရှိတော်တော်လေးကိုစိတ်ပြတ်ဖွယ်ရာကောင်းတဲ့အခြေအနေတခုကိုဒေါတာဟော့စပါသစ်ပိုင်နေတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကိုဒါ ရှည်လဲမရနောက်လဲမဆုတ်တဲ့ပြဿနာတော်တော်လေးကိုဆိုးရွားရလို့မြင်လို့ရတယ်တော့ပါတယ်အဲ့တော့ဒါမင်းညာက NG poster glue ကိုဒါ Doctor Hospital အသင်းကထုတ်ပြတော့မယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တက်လာခဲ့တယ်ဒါတိုင်းညမှာဒါ tier 3နဲ့ tier 4 level ပေါ့နော်ဒါ tier 9နဲ့ level နဲ့ပတ်သက်ပြီးဒါတော်တော်လေးကိုတက်လာခဲ့တယ် ဲ့မဲ့ဒီနေ့မှာကျွန်တော်တရားဝင် journalist တွေကလည်းအခုချိန်ကြီးတော်တန် hospital ရဲ့နီးပြ NG poster glue ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဘယ်သူမှတရားဝင်သိရသေးတာမဟုတ်ဘဲနဲ့လက်ရှိမှာထုတ်ခံရတဲ့သတင်းကသတင်းမှားတာဖြစ်တယ်ဆိုတဲ့သတင်းတွေကိုဆက်လက်ပြီးထုတ်ပေါ်လာခဲ့အဲ့တော့ဒါဒီနေ့မှာ Dr. Hospital နဲ့ပတ်သက်ပြီးယုံလို့ရတဲ့လူမျိုးဖြစ်တဲ့ Alessa Good နဲ့ဒါကျွန်တော် Paul Give လို့နှစ်ယောက်ကတော့တော်တန် hospital ရဲ့လက်ရှိနီးပြနေရာအတွက်ဒါကျွန်တော်တို့ အနာဂတ်အတွက်လက်ရှိပိုင်ရှင်ဖြစ်တဲ့ဒါဒန်နီယယ် CEO ဖြစ်တဲ့ဒန်နီယယ် Levy အနေနဲ့ဒန်နီယယ် Levy အနေနဲ့ဒါတည်ကြတဲ့အတိုင်းပဲဒါအနာဂတ်နဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်တခုတော့ချပီးဖြစ်တယ်။ဒါပေမဲ့သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့တရားလက်ကဘဒုကမှမပြောသေးပဲနဲ့ဒါလာမယ့်ဒါပေမဲ့ဒီဒီတစ်ပတ်မှမှာဒါကျွန်တော်တို့အခြေအနေတခုအရအတိသွားမယ်လို့ကျွန်တော်အနေနဲ့သိရတယ်မှာပါတယ်ပေါ့နော်။အဲ့တော့ ပြောရမယ်ဆိုရင်တော့လက်ရှိမှာတော်တန်ဟော့စပယ်ဒီအနေနဲ့လာနီးပြကိစ္စကိုအခုချိန်ထိဘာမှရေးရမသိရသေးဘူးလို့ပြောလို့ရတယ်မှာပါဒါပေမဲ့ကျွန်တော်ထင်တာတော့ဒီနေ့ညနေဒါမှမဟုတ်မနေ့ပြန်ကြရင်တော့ဒါတစ်ခုခုသိရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့လက်ရှိမှာနောက်ဆုံးကြားရတဲ့ဒီနေ့ကနီးပြနေနေဒါကျွန်တော်အထောက်ခံရတော့မှာပေါ့နော်ဒါနီးပြ NG poster glue နေနဲ့ဒါ အထောက်ခံရတော့မင်းတို့သိရတယ်မှာပါတော့ကျွန်တော်အနေနဲ့ personal ပြောရမယ်ဆိုရင်ရှင်းတယ်ဒီပြကိုထုတ်ချင်လဲထုတ်မထုတ်ချင်လဲနေဒါမှတစ်ခုခုလို့ပြောရည်ကြည်ပါဆိုပြိုင်ဘက်သင်းနေအခုလာတရဝင်းဒါຫນွေရသည်အပြောင်းရွှေ့ဖွင့်တဲ့တရနေမှာဒါတရဝင်းကြီးညာတဲ့ကလပ်တွေရှိတယ်ဒါခေါ်နိုင်တော့မဲ့ကလပ်တွေရှိတယ်အများကြီးလွတ်လွတ်နေတဲ့ကလပ်တွေရှိတယ်ဥမာ example ပြောရမယ်အခုလက်ရှိမှာဒါ example ပြောမယ် Champion League ဝင်တဲ့ကလပ်တွေထဲမှာဒါဥမာအသင်းကြီးတွေထဲမှာအလုံးမလုံးတာဆိုတော့ကိုရီတသင်းပဲရှိတော့တယ်လို့ပြောလို့ရတယ်ထဲမှာပါအဲ့တော့လက်ရှိမှာဒါ Manchester United ကိုရီတာ final မှာနိုင်သွားခဲ့တဲ့ Manchester United အသင်းနဲ့အခုလက်ရှိမှာ Matthew US ခေါ်နာကို ပေါင်တန်း60ကျော်နဲ့တရဝင်ခေါ်ယူနိုင်ခဲ့ပြီးသူတို့ရဲ့ဒါစာမျက်နှာမှာကြေညာခဲ့တယ်။လက်ရှိမှာဒါကျွန်တော်ကိုရင်းနဲ့ဒါချန်ပီယံလိဝင်ထားတဲ့လူတွေဆိုလည်းအကုန်လုံးလူတွေကိုဒါခေါ်ယူဖို့အတွက်တော့စူးစမ်းနေပြီတချို့ဆိုဟီးယဝီကူးသွားတဲ့လူတွေတောင်ရှိတယ်။အခုချိန်ဒီကိုတွေကဒါနီးပြကိုထုတ်မာလာထဲ့မာလာဆိုတော့ကျွန်တော်ကမလည်းကျွန်တော်နီးပြကို18စီချင်းလူတွေထဲမှာပါဒါပေမဲ့ထုတ်မယ်ဆိုလည်းမမြန်ထုတ် အသက်ခတ်မယ်ဆိုလည်းမမြန်ခတ်ဘာလို့မယ်မယ်မသိတဲ့ပြဿနာတော်တော်လေးကိုဆိုရဲဘာလို့လဲဘာဖြစ်လို့ကျွန်တော်ဒီလိုပြောရလဲလက်ရှိမှာနီးပြကိုထုတ်လိုက်ပြီဆိုနီးပြနောက်ကထွက်သွားမယ်ကစားသမားတချို့ရှိတယ်ဒီကစားသမားကထွက်သွားခဲ့မယ်ဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ဘလူတွေကိုအစားထိုးမယ်ဆိုတော့ဥစ္စာကိုပြန်စဉ်းစားရမယ်ဒီမှာရှိတယ်အခုလက်ရှိမှာဒါကြားတဲ့သတင်းတွေရတာနီးပြ NG poster ကို glue ကိုထုတ်ပြီးတော့ဒါကျွန်တော် Thomas Frank ကဒါ ဒေါ်ဒန်ဟော့စ်ဘတ်နဲ့နီးပြသစ်ဖြစ်လာအဲ့တော့ကျွန်တော် ပြောပြီးသားကျွန်တော်တောမက်စ်ဖရန့်ကိုတော်တော်လေးကိုသဘောကျနေတယ်ရောဖြစ်တယ်ကျွန်တော်တောမက်စ်ဖရန့်ကိုရောက်လာကျွန်တော်တို့ကသိပ်ပြီးဘာမှမထူးဆန်းဘူးအဲ့တော့အန်ဂျီဘိုစတက်ကိုဂူလထွက်သွားတယ်ဒါကျွန်တော်လက်ရှိမှာနီးတောမက်စ်ဖရန့်ရောက်လာတောမက်စ်ဖရန့်စိတ်ကြိုက်ကစားသမားတွေကိုဒါဆက်ပြီးအဲ့တော့ပြောချင်တာနီးပြတယောက်တယောက်ပြောင်းနေဆိုတော့ဒါအရင်တော့ကလေမို့ဒါအုံငနဲ့တိုင်းငနဲ့လုံးလို့ရရဆိုတော့မဟုတ်ရောပြောမယ်ဆို ideology ပြောင်းနေ philosophy ပြောင်းနေဒါကျွန်တော်ပြောင်းပြောင်းတဲ့လောက်ပြောင်းနေဥစ္စာတွေတော်တော်လေးကိုဒါကျွန်တော်ပြောင်းလဲမှုတွေတော်တော်လေးကိုရှိလာတဲ့ဒီမှာပါတယ်အဲ့တော့ personally ရပြောရမယ်ဆိုဒီပြောင်းလဲမှုတွေကဒါကောင်းတဲ့ပြောင်းလဲမှုတွေလည်းရှိရမကောင်းတဲ့ပြောင်းအခုလက်ရှိမှာ example ပြောအောင်ကျွန်တော်လက်ရှိ Tottenham Hotspur အသင်းရဲ့ဒါကျွန်တော်တို့အမ် နောက်တန်းပေါ့နော်ဒါအဓိကကစားသမားဖြစ်တဲ့ Christian Romero ကလက်ရှိ Nibia Ange Postecoglou ကိုဂလူးများထွက်ခဲ့လို့ရှိရင်တော့တရားဝင်အသင်းကထွက်ခွာမယ်လို့သူကပြောထားပြီးသားအဲ့တော့ပြောချင်တာဗျာခဲ့ဒါကျွန်တော် Ange ထွက်သွားခဲ့မယ်ဆိုရင်တော့ Christian Romero ထွက်မယ်အဲ့ Romero ရဲ့နေရာကျွန်တော်ဘလူးကိုအစားထိုးမှာလေ Romero နဲ့အခုလက်ရှိမှာဒါကျွန်တော်သတင်းတွေထွက်နေရတဲ့ကျွန်တော် Crystal Palace ရဲ့နောက်ခံကစားသမားဖြစ်တဲ့ Gai ကိုအစားထိုးမှာလားဒါပြောမယ်ဆိုအများကြီးအများကြီးတွေးစီရမီးစီရတယ်အများကြီးအများကြီးရှိတယ်အဲ့တော့ဒါကိုကုချိန်နေလို့မလို့အခုလက်ရှိမှာဒါကျွန်တော်အပြောင်းရွှေ့ကဒါတရားနေ့ကနေပြီးတော့10ရက်နေ့ထိဖွင့်ထားတယ်10ရက်နေ့က စကိုင်းလေးပြန်ပိတ်မယ်စကိုင်းလေးကစက်တင်ဘာ၁ရက်နေ့ဒီပြန်ဖွင့်မယ်ပြောချင်တာဗျာအခုချိန်ဒီဒါကျွန်တော်တို့ဟိုသူများတွေအလုပ်တွေလုပ်နေတာဒါကခုန pre-season မတိုင်ခင်ဒီကစားသမားတွေကိုခေါ်ဖို့အတွက်လုပ်နေတယ်အမျိုးမျိုးဒါအမျိုးမျိုးအဖုံဖုံဒါကျွန်တော်တို့အလုပ်လုပ်နေတဲ့အသင်းတသင်းဖြစ်တယ်ပေါ့နော်အဲ့တော့မြေသွေးပင်စူစီကမစပါအသင်းနေတဲ့ဒီဟာကိုအလုပ်မလုပ်တာတော်တော်လေးကိုစိတ်ပျက်ဖို့ကောင်းတယ်အဲ့တော့အခုချိန်မှာကျွန်တော်ပြောခဲ့တဲ့ဗျာအနီးပြထုတ်မယ်လို့တို့တွေကစာကလေးကဆုံးဖြတ်ထားပြီးပြီထုတ်လိုက်ကျွန်တော်ဗျာဖလားရတဲ့အချိန်မှာဟိုနောက်ပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျားကိုဖလားယူပေးထားတဲ့အများကြီးကျေးဇူးတယ်ကျွန်တော်တို့ကအနီးပြအသင်းနဲ့ဒါ identity အသင်းနဲ့ဆက်ဟွာပေါ့ identity အသင်းနဲ့ကျွန်တော်တို့ကရှေ့ဆ က်သွားတယ်မှာဖြစ်တယ်ကျွန်တော်တို့ကျွန်တော်ဒီဒီတော့ဒီတော့ဒီကျူးတယ်ပြီးပြီဒိုးခိုင်းတယ်ပြောတာကျွန်တော်ဆိုလည်း of course ကျွန်တော်လည်း one day ဒါပေမဲ့ of course ကျွန်တော်အသင်းရဲ့ပြောင်းလဲမှုတွေလှုပ်ဆောင်သွား of course ကျွန်တော်လည်းခုနကကျွန်တော်တို့ပရိသတ်လေကျွန်တော်ဘာလို့လို့ရမှာလဲသူတို့လက်ထဲမှာရှိလို့ပဲသူတို့သွားမှာအဲ့တော့ spark ပရိသတ်တချို့က ng boost glue emotion of course ခုနကစကောနေနေခင်ဗျာသူတို့ရဲ့တသက်လုံးမှာဖလားပထမဆုံးမြင်ဘူးအောင်လှုပ်ပြီးတဲ့နီးပြဘယ်သူမှမတွေ့တာပဲနေမှာကျွန်တော်ပြောတာသိလား ကျွန်တော်ပြောဟာဒါကြီးကိုတချို့ကောင်လည်းဟာတက်နစ်ခမရတစ်ခါကျဘောသူကပတ်သက်ပြီးနံပါတ်တွေဆန့်စီကျွန်တော်တို့လာမပြောနဲ့ကျွန်တော်ပြောသေးလားဟာဒီဘက်ကဘာဖြစ်ကျွန်တော်တို့အခုကျွန်တော်ခမရကျွန်တော်ဘဝမှာဒါကျွန်တော်ရဲ့ပထမဦးဆုံးစပါတင်ဒါကျွန်တော်တို့ဖလာရတဲ့ feeling ကောင်းရဟိုမြင်ဘူးတယ်ဟုတ်တယ်2008ကာလင်းတုန်းကကျွန်တော်အဖေဂျေဇုနဲ့ကျွန်တော်တို့တွေမြင်ဘူးတယ်ဒါပေမဲ့ခုနကဘာကိုခံစားမှုလားအဲ့တခါကျဟာကျွန်တော်တခါရ fuck the numbers ဗျာကျွန်တော်ပြောတခါအဲ့ tactic ကိုလေကျွန်တော်တအားမုန်းတာဘာလဲ tactic ကိုဒီမှမသိဘူးခမရပြောတာသိလားကျွန်တော်ပြော တခါတည်းအိုင်တယ်အဲ့တော့ဟာတက်မှာအခုဟာဒီတခါတည်းစိတ်ပြတ်ဖို့ကောင်းထားပါထားပါအဲ့ပြောချင်တာပဲသိလားကျွန်တော်အလုံးမြင်မြန်လုပ်ခုနကအကိန်းခုနဒီနည်းပြောက်ထုတ်မယ်โอเคထုတ်လိုက်ကျွန်တော်ဒါလက်ခံတယ်တော့မယ်ဆိုကျွန်တော်ပြောကျွန်တော်စိတ်ကလက်ခံထားပြီးသားတော့မယ်ဖရန်ကျွန်တော်လဲကိုရန်လက်ချက်တွေတော့တော့မယ်ဖရန်ထက်โอเคဘာဆက်လုပ်မှာအဲ့တော့တော့မယ်ဖရန် sorry ပုံစံမျိုးကျွန်တော်အခုလက်ရှိရှိတဲ့ကစားသမားတွေတူလားမတူဆိုပြန်ဖြည့်ရမယ်လုံးဝမှလည်းအများကြီးရှိတယ်အခုလက်ရှိမှာ injury prone ကစားသမားရှိတယ် medicine ရှိတယ် vandalism ရှိတယ်ဒီကစားသမားတွေကိုနောက်ပိုင်းတော့နောက်က backup နဲ့ဘယ်လိုပြန်ထည့်မလဲကျွန်တော်ပြောတာသိလား ကိုရတဲ့ဒီနှစ်မှာဝင်ငွေရဝင်ငွေရတာနေတဲ့အသင်းလည်းအလုပ်တွေလုပ်နေဝင်ငွေရတာများတဲ့အသင်းတွေလုပ်လို့တော့ခုချိန်ဒီကိုရီးယားနီးပြတယောက်ရဲ့အနာဂတ်ကိုမဆုံးဖြတ်နိုင်သေးဘူးဟိုပသိရင်ပြောကိုကိုရီးယားကတကားကြည့်နေပြီအပိုင်းဆက်နေကြည့်နေဂျားတဲ့ကကြောင်ကြာဒီခဏခဏဝင်နေလို့ပဲကျွန်တော်ပြောတာ pre-season နဲ့မနက်ဖြန်တစ်ပတ်ခါပဲစပြီးကန်တော့မယ်အခုချိန်ဒီဘာဘန်းကိုမသိသေးတဲ့အသင်းတစ်သင်းဖြစ်လာတယ်ကျွန်တော်ပြောတာဒီလား ိုအဲ့ကြောင့်မို့ကျွန်တော်တချို့အဲ့ကြောင့်မို့ခင်ဗျာသူမှတ်မိတာ Manchester United အသင်းထဲဆိုင် Tottenham Hotspur အသင်းဘာလို့သူများအသင်းတွေဖလားပူလူစီခြင်းလဲဆိုတာဒါကြောင့်မို့လို့ပဲ Manchester United အသင်းကအခုဒီချိန်မှာ Champion League ဝင်ခွင့်နဲ့ဒါ Europa League ရမယ်ဒီလိုမစပါလို့တွေးဝင်နေမှာမဟုတ်ဘူး Ineos နဲ့သူ့ဘောက်စောက်တော့မကြရမသားဒကန်နာပဲဒါပေမဲ့သူ့ဘောက်သူအလုပ်လုပ်နေတယ်တိတယ်ကျွန်တော်ပြောတာစပါအခုဖလားရတာဘာထူးသွားဘာမှမထူးသွားဘူးတိတယ်ကျွန်တော်ပြောတာ ကျွန်တော်တစ်ခေါက်ပြောဘူးတယ်စပါ့ကိုဘာလို့ကြံနေဟို16သင်းပြိတ္တအကုန်လုံးဖလားရစေဒီအသင်းဖလားရဘာမှဆောက်ထူးကြတော့မှမဟုတ်လို့ဒါဖလားရစေခြင်းနဲ့အသင်းတစ်သင်းဖြစ်တာညကလေးဆောင်းဝမ်းဘူးနဲ့ကျွန်တော်ပြောရသေးတာဆိုတော့ဘရနီးပြတယောက်ထုတ်ဖို့ထုတ်လိုက်ရဲ့တင်းကျွန်တော်ပြောကျွန်တော်လည်းဟုတ်တယ်အခုဒီနီးပြကိုသဘောကျတယ်ချက်တယ်ဒါပဲထုတ်လိုက်ကျွန်တော်ဘရဘွားကြီးဆိုရခုနဒါကြီးနဲ့လဲပတ်အကောဟုတ်တယ်ဝမ်းနေတဲ့ moment မှာဝမ်းနေသေးရမှာဝမ်းထုတ်ထုတ်ချင်တယ်မှာထုတ်ပလိုက်ဆက်ထားချင်တာဆက်ထားလိုက်ကျွန်တော်ဘရဘာလဲ yes or no မသိရင်ကောင်းပါလိမ့်ဦးအခုနောက်ပိုင်းတာကျွန်တော်တို့ သမီးကြီးစားရတော့မှအဖြေပေးတာအိုက်ထပ်ပူပြန်တယ်ကျွန်တော်ပြောတာဘာမှမသိတဲ့ဟိုအချိန်တွေတခုဟိုအခုချိန်ဒီဟိုဟိုလိုလိုဒီလိုလိုဟိုလိုလိုဒီလိုလိုလုံနေတာကျွန်တော်တကယ်ကိုစောက်တဲ့ရာလွားကြီးတယ်ဗျာတကယ်ပို့ဆိုတာကို့အသင်းဖြစ်နေပို့သေးရတယ်အလုံးလည်းမလုတ်တတ်ဘူးကျွန်တော်ပြောတာဘလို့ဖြစ်လို့ CEO ပြောရတာတော့ကဘာပေါ်မှာလစာအများ ်ဖလော်ရန်တင်လက်ရှိမှာအကောင်းဆုံးတော့ဒါတနစ်ကိုဒါရီယယ်မက်ဒရစ်ကို1ဘီလီယံကျော်ရှာပေးထားတဲ့လူပြီးရင်ဒုတိယမြောက်လောက်ခလာစားအများဆုံးယူထားတဲ့ CEO နော်ခင်ဗျာစောက်တုံးမကြတဲ့အာလိုးမသားကွာမနက်စောစီဆဲနေရတယ် တော်ဘူးရပါဗျာတဲ့အလုပ်တစ်ခုလုပ်မယ်ဆိုလုပ်လိုက်ကျွန်တော်လက်ခံပါတယ်ကျွန်တော်ခုနကပြောဆိုโอเคခုနကလီးပြောက်တော့โอเคခုနကလီးပိုဇီရှင်ရောက်ထုတ်လိုက်ကျွန်တော်နားလေလို့ရတော့မက်ဖရန့်ခတ်မယ်ခတ်ပလိုက်အခုလက်ရှိမှာဒါကျွန်တော်တို့အီတလီစီးရီးယားဒါကျွန်တော်ဖိုင်နယ်ချုံသွားခဲ့တဲ့အင်တာမီလန်အင်ဇာဂီခတ်မယ်ခတ်ကျွန်တော်တို့အကသင်းကောင်းဖို့အတွက်တို့လှုပ်ဆောင်မယ်โอเคကျွန်တော်လက်ခံတယ်ကျွန်တော်ဗျာတစ်ခုခုတော့လုပ်လိုက်ကျွန်တော်ဗျာလုတ်ကိုမလုံနိုင်သေးဘူးကျွန်တော်ဗျာဖလားရတာပဲနှစ်ပတ်ပြည့်တော့မယ်ဘာမှန်းကိုမသိရသေးဘူးပြည်သက်တွေအကုန်လုံးအဲ့ဒါပဲပေါက်ကွဲတယ်ကျွန်တော်ဗျာ ဲ့ကြောင့်မို့ခုနပေါ်တူပဲ United ထက်ကျွန်တော်တို့စက်ကိုးသင်းဖက်ဘာလို့ဖလားရဲဆောက်သုံးမကြလို့အဲ့ဒါကြောင့်ရစေချင်တာရှယ်ရှယ်လေးဆောက်ဆောက်ဒီပြမရှိရတဲ့ ဲဒါတော့ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကြည့်လို့ဆိုတော့ပေါ့ကိုကြည့်လို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမိကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0တဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားကြကျွန်တော်မျက်စောကိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမိကြပါနဲ့ဗျာ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြိုးတူပါတယ်။ကောင်းမွန်သောနေ့တွေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပြီ။ကျွန်တော်တို့ဒီနောက်မှာအေးအေးဆေးဆေးတွေ့ကြပါဦး။အားလုံးကြိုးတူပါတယ်။ င်လိုက်တဲ့ clip ကြောင့်ဗျာမြန်မြန်ကလစ်မှာမြန်မြန်နားဖြစ်ပါတယ်ဒီပါဗျာ